ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလားဆိုးကိုရေးသားတဲ့ဂုံတိတ်ခါဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။မြင့်မြုပ်သွားတဲ့တိုက်တန်နဲ့သင်းမောကြီးပေါ်မှာ မီလီယနာတထေးကြီးဂျွန်ဂျီကော့ဖ်အက်တောလိုက်ပါလာခဲ့ပါတယ်။တော်ယုံတန်ယုံတန်းကျွယ်တထေးတော့မဟုတ်ပါဘူး။၎င်းရဲ့ဘန်ငွေစရင်တဲမှာအဆိုပါသင်းမောကြီးအစီပေါင်း30လောက်စောင့်နိုင်တဲ့ ငွေပမာဏမျိုးရှိနေပါတယ်အသက်အန္တရာယ်နဲ့မလွဲမသွေးကြုံတွေ့လာရခြင်းမှာတော့အသက်ငယ်လေးပေါ်ရှိသူ့အတွက်ချမ်းထားတဲ့နေရာကို ထိတ်လန့်ကြောက်ရွံ့နေရှာတဲ့ကလေးငယ်နှစ်ဦးကိုလိုက်သွားစေခဲ့ပါတယ်အသက်ငယ်လေးပေါ်၎င်းလိုက်သွားနိုင်ပါလျက်ဆောင်ထင်းရမယ်ကိုကျင့်တိတ်ခါတရားရလှုပ်တဲ့လှုပ်တိုက်တယ်လို့ယူဆခြင်းမှုကို အသက်နဲ့လဲသွားခဲ့သူ ဖြစ်ပါတယ်။နောက်ထပ်တန်းကျွယ်တထေးကြီးတဦးလဲတိုက်တန်းနဲ့တင်းမောကြီးပေါ်မှာ ရှိနေခဲ့ပါတယ်။သူတထေးကြီးရဲ့အမိကတော့ EC2 stock ဖြစ်ပါတယ်။၎င်းဟာအမေရိကန်မှာနေရာအနှက်ဖွင့်ထားတဲ့ Macy ဆိုတဲ့ကုန်တိုက်ကြီးများပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။၎င်းကအသက်ကလေးပေါ်အခြားသူများ မတက်သေးဘဲနဲ့ တတ်မှာမဟုတ်လို့ပြောခဲ့ပါတယ်။၎င်းရဲ့ဇနီးဖြစ်သူ Ida Stock ဟာလည်း၎င်းကဲ့သို့ပင်အသက်ကလေးပေါ်တက်ဖို့ငင်းဆန်ခဲ့ပြီးသူမရဲ့နေရာမှာမကြာသေးမီကအိမ်မော်ဖြစ်ခေါ်ထားသူ Ellen Beck ကိုထည့်ပေးလိုက်ပါတယ်။သူမရဲ့နောက်ဆုံးအချိန်ကိုခင်မွန်းဖြစ်သူနဲ့အတူကုံဆုံးမှုဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။တန်းကျွယ်တတိယကြီးနှစ်ဦးစလုံးဟာ၎င်းတို့ဆောင်ထင်းရမဲ့ ကိုချင်းတိတ်ခါတရားကိုချိုးဖောက်ရမယ်အရေးထက်ပိုင်ဆိုင်သမျှဒနာဥစ္စာများသာမက အသက်ကိုပင်ဆွတ်လွတ်ဖို့ဝန်မလေးကြသူများဖြစ်ပါလေကိုချင်းတရားကိုဦးစားပေးရွေးချယ်ခဲ့တဲ့၎င်းတို့ရဲ့လုပ်ရဟာ လူသားတို့ရဲ့အတိလိမ္မာတရားနဲ့ လူတဘာဝရဲ့ထူးခြားပြောင်မြောက်မှုကိုထင်ရှားစေခဲ့သည်မဟုတ်ပါလောလန်ဒန်ထုတ်အင်ဒီပန်ဒန့်သတင်းစာကြီးကဥရောပဝစ်စုံကိုဝစ်ထားတဲ့မင်းအောင်လှိုင်ဟာတကယ်တမ်းမှာတဟိတ်နိုင်ငံတကာရာဇဝတ်မှုတရားရုံးရဲ့ဝက်ချန်ထဲမှာထောင်ဝစ်စုံနဲ့ရှိနေသင့်ပါလျက်မြန်မာရဲ့အိမ်နီးချင်းခေါင်းဆောင်များနဲ့လက်ဆွဲနှုတ်ဆက်နေတဲ့အဖြစ်ကပင် လူချင်းကိုတရားများကင်းမဲ့နေတဲ့အဖြစ်လို့ရေးသားထားပါတယ်။ကုလသမဂ္ဂရဲ့ UNHCR ဖွဲ့ကြီးမှယခုလာမဲ့နှစ်သက်ကူးမှာနိုင်ငံတော်အတိုင်းပင်ခံဒေါက်ဆန်းစုကြည်တမနာကြီးဦးဝင်းမြင့်အပါအဝင် အာနာသိမ့်ပြီးနောက်ဖန်စီခံထားရသူများအလုံးကိုလူငင်းချမ်းသာခွင့်နဲ့လွတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေသူအားလုံးထံရောက်ရှိနိုင်ဖို့တားမြစ်ထားတဲ့အခက်ခဲများ အားလုံးဖယ်ရှားပေးရန်နဲ့စစ်စင်ရေးများအားလုံးရက်ဆိုင်ထားဖို့လည်းပါရှိပါတယ်ကုလသမဂ္ဂမှရရှိတဲ့သတင်းများအရအကြမ်းဖက်စစ်ကောင်စီလေးတပ်ဟာငလင်ကြီးဖြစ်ပွားပြီးနောက်အကြိမ်ပေါင်း120ခန့်လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ထပ်ဝက်ခံ၎င်းတို့အပြစ်ခတ်ရက်လိုက်တယ်လို့ကြေညာထားတဲ့ဧပယ်လ၂ရက်နေ့နောက်ပိုင်းမှာဖြစ်တယ်လို့ယူအန်အစီအရာမဟာမင်းကြီးဘော်ဂိုတက်ခထုတ်ဖော် ပြောဆိုလိုက်ပါတယ်ကုလရဲ့မြန်မာလူအခွင့်ရေးတာဝန်ခံတွန်းအင်ဒရူးမှလုံခြုံရေးကောင်စီမှမြန်မာချမ်းဖတ်စစ်တပ်ရဲ့တော်လန်ကြီးအဖွဲ့များထိန်းချုပ်နေမည်များအားဆက်လက်တိုက်ခိုက်နေမှုများနဲ့ကူညီထောက်ပံ့နေမှုများရက်ဆိုင်ရေးအတွက် ဆုံးဖြတ်ချက်ချပြီးတားမြစ်ရန်အချိန်ကျပြီလို့ပြောလာခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ထူထူပြောဆိုလာခြင်းကြောင့်နိုင်ငံတွင် လာရောက်ကူညီနေသူများအဖို့ထိုရေးကိုလစ်လူရှုမီဆိုကနိုင်ငံတွင်အကူအညီလိုအပ်နေသူများ အားလူချင်းတူပါလျက်နှမျိုးနှစားခွဲခြားနေတဲ့အဖြစ်သို့အလိုလိုနေရင်ရောက်ရှိသွားပြီဖြစ်ပါလေ။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချ အောင်ရမယ်